ဒီနေ့ကျမကကြားဖြတ်နေတာနိုင်ငံသားမှာနှစ်လကြာရှိသွားပြီးတော့အလုံးလုံးနေတဲ့သူတွေကိုပြစ်မှတ်ထားပြီးတော့အခုပေါ့နော်လိန်နေပြီပေါ့နော်မြန်မာနိုင်ငံကလူတွေကိုဟိုကြာတော့သူတို့လိန်ရတာကအခုလိန်လို့မရတော့ဘူးဆိုတော့နိုင်ငံသားမှာနှစ်လကြာရှိသွားပြီးတော့အလုံးလုံးနေရမြန်မာတွေကိုသူတို့တွေကချိန်ချောက်ပြီးတော့ငွေညစ်တယ်လိန်လေလိန်လေတဲ့အလုပ်တွေအခု ေါ့နော်လှုပ်လာပြီအဲ့တော့ကျွန်မရဲ့အတိညမာလေးနှစ်ယောက်လေဒီကိစ္စနဲ့ကြုံတွေ့လာတာနဲ့ပတ်သက်ပြီးရောပေါ့နော်ကျွန်မရဲ့အတွေ့အကြုံလေးကိုလူချင်းမင်းတို့ information ပေးတာအဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနိုင်ငံခြားမှာသွားပြီးတော့အလုပ်လုပ်နေတဲ့သူတွေရှိလို့ရှင်လေပြောပြပေးလို့ရအောင်လို့ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အဲဒီပေါ့နော်ယောက်ျားလေးဆိုလို့ရှင် main ကလေးတွေကဒီ Facebook အကောင့်မှာသွားပြီးတော့ hi ဆိုပြီးတော့အဲဒီမျိုးပေါ့နော် friend မဟုတ်ဘဲနဲ့သွားပြီးတော့စာပို့တယ်အဲ main ကလေးဆိုလို့ရှင်လေယောက်ျားအဲ့ဒီမသိတဲ့ကောင်လေးတွေက Facebook မှာလာပြီးတော့ hi ဆိုပြီးတော့လာ ပြောစာပို့တယ် friend လည်းမဟုတ်ပဲ ਨੇ အဲ့ချိန်မှာအော်ကျမရဲ့အတင်းအမလေးကြတော့ဘလို့ဖြစ်လဲဆိုတော့အဲသူတို့က Facebook ကိုဒီတုံးတာတုံးတာသူတို့ကမနေ့အလုပ်သွားညအလုပ်ပြန်အဲ့လိုမျိုးဆိုတော့ပင်ပန်းတော့တိတ်ပြီးတော့ဒီ Facebook အေး Messenger ကိုသူတို့တိတ်ပြီးတော့မကြည့်နိုင်အဲ့တော့ဘလို့ဖြစ်လဲဆိုတော့စာမပြန်တော့ဘူးဆိုတော့သူတို့တွေကဘလို့လုပ်လဲဆိုတော့အဲအကောက်မလေးတွေ Facebook မှာတင်ထားတဲ့ public နဲ့တင်ထားတဲ့ဓာတ်ပုံတွေကိုစိတ်စိတ်ပြီးတော့သူတို့တွေက အ AI နဲ့ပေါ့နော်နင်တို့ရဲ့ပုံမျိုးအဖော်ချုပ်လုပ်ထားရဲဆိုပြီးတော့ပေါ့နော်အဲ့လို website တွေမှာရအောင်မယ် Telegram channel တွေမှာရအောင်မယ်ပေါ့အဲအဲ့လိုမျိုးမှာအယောင်မခံနိုင်ဘူးဆိုလို့ရှိရင်ငါတို့ပတ်စံဘယ်လောက်ပေးပါညာဆိုပြီးတော့သူတို့တွေကငွေညစ်တာယောက်ျားလေးကြာဘလို့လှုပ်လဲဆိုတော့ယောက်ျားလေးကြာတော့ main key ချောချောလေးတွေကလာပြီးဟိုင်းနေဆိုရင်သူတို့တွေက friend request ဟို friend request မပို့လဲ friend မဖြစ်လဲကွာသူတို့တွေကအဲ့လိုမျိုးဟိုင်းပါညာဆိုပြီးတော့ပြောပြီးတော့ video call တွေပြောချလိုက်တာအဲ့ချိန်မှာ video call ဖွင့်တဲ့အချိန်မှာဟိုဘက်မှာ အာကိုလုံးဒီတွေနဲ့တည်ရမလားမတည်လို့ရှင်ဒီကနေပြီးတော့ကွာအလိုမျိုးဖော်ချွတ်ပြခိုင်းနေဆိုပြီးတော့ screenshot ရေးရိုက်ပြီးတော့သူတို့ကို ငွေညစ်တယ်အဲမပေးဘူးဆိုလို့ရှိရင်မြမပြည်မှာရှိရမိသားစုကိုပို့မယ်အိမ်နောက်ရှိရလူဆိုလို့ရှိရင်လည်းမိမဆီကိုပို့မယ်အဲနှစ်ယောက်ကြာဒီလိုလုပ်နေပါတယ်ဘာညာဆိုပြီးတော့ချိန်ချောက်ပြီးတော့ငွေတောင်းတာရှုပ်လူတွေဆိုလို့ရှိရင်တင်းဟိုပေါ့နော်ထောင်ထဲချီပါသွားတယ်ဆိုပြီးတော့လေဒီ TikTok ပေါ်မှာကျွန်မတွေ့ဘူးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်မရဲ့အတိညမာလေးနှစ်ယောက်ကလည်းအခုအဲ့လိုမျိုးဖြစ်တာပေါ့နော် AI နဲ့သူတို့ဓာတ်ပုံတွေပြင်ပြီးတော့အဲ့လိုမကောင်းတဲ့ website တွေမှာဓာတ်ပုံတွေနင်းတို့ဓာတ်ပုံတွေရောင်းမယ်ငါ့ကို30ဒီလောက်ကုန်ပေးဆိုပြီးတော့ငွေညစ်တာအဲ့ချိန်မှာကျွန်မနဲ့လာတိုင်နေတော့ကျွန်မကလည်း တင်ခိုင်းလိုက်လို့ဘာလို့လဲဆိုတော့အဲငါတို့ကငွေတော့မပေးနိုင်ဘူးတင်ချင်းတင်ခိုင်းလိုက်ဆိုပြီးပြောလိုက်လို့အဲ့တော့အဘက်ကအဲ့လိုပြောလဲပြောလဲပြောရောအဲ့လိုမျိုးမကောင်းနဲ့ဆဲရေးတိုက်ထွာမှုနေနဲ့ဆဲဆိုပြီးတော့ဘလော့သွားတာကွာအဲကိုယ့်အိမ်ကိုလည်းပြောပြထားပေါ့အဲ့လိုမျိုးငွေညှိခံရတယ်ဆိုလို့ရှင်ဒီလိုဒီလိုအကြောင်းရတယ်ပေါ့ဘာမှကြောက်စရာမလိုပါဘူးပေးစရာလည်းမလိုပါဘူးเนาะကိုသားမှန်နေဆိုလို့ရှင်ပေါ့เนาะအဲ့တော့အားလုံးကြားဖြန့်ရန်နေပြီးတော့ကင်းဝေးနိုင်ကြပါစေလို့ဒီဗီဒီယိုဖိုင်လေးကိုဒါကြောင့်တင်လိုက်ရခြင်းပါ